ာမဟုတ်ဝယ်အရင်ချစ်တယ်လို့အရင်ပြောမှာ rising show ဝယ်အိမ်တော်ကြောင့်ပြောပြန်ရရွယ်ချက်ကအဓိကအဖြစ်တော့မဟုတ်ဝယ်ကြောင့်ပေါ့နော်ညီမငယ်တွေကမဟုတ်ဝယ်အပေးခဲ့ရတာဆိုတော့မဟုတ်ဝယ်ရ item လေးတွေလည်းသဘောကျရတယ်ပြီးတော့ show မှာကြော်ညာထားတဲ့အတိုင်းဆိုလို့ရှိရင်မဟုတ်ဝယ်စီကနေလည်းပညာလေးရမယ်ပေါ့နော်အားလေးတွေ့ရတဲ့အတွက်ဝင်လျှောက်ဖြစ်တာပါအော်လောလောဆယ်တော့မဟုတ်ဝယ်နဲ့ရောဆုံတော့မဆုံရသေးဘူးပေါ့နော် audition အဆင့်မှရှိသေးတာဆိုတော့အယောက်20လဲပါသွားလို့ရှိရင်တော့မဟုတ်ဝယ်နဲ့အပတ်တိုင်းဆုံရမယ်လို့ပြောတဲ့ ငယ်တဲ့အမေရပြောရဲကွာ TV တွေကြောင်ညာရမှာစောင့်ကြည့်လို့ရှိရင်လေအဲဂျာရဲမှာကြောင်ညာဝင်တဲ့ခန္ဓာလေးရှိရမလားစကားကိုမကြည့်ဘူးကြောင်ညာလာမှာပဲစောင့်နေမမေးမဝဲပဲတော့လာမှာလေမမဝဲပဲတော့လာမှာလေအဲ့လိုမျိုးစောင့်ပြီးတော့ကြည့်ရတယ်အဲ့လိုပြောရဲဟုတ် ဒီကတော့ပထမဆုံးတော့ item ပေါ့နော်ဒုတိယတော့အဲဒီခုနပြောလို့ပဲ fashion mind နေမဟုတ်ပဲဘယ်တော့မှမလျှော့ဘူးပြီးတော့ပြောရမယ်ဆိုရင်အဲဒီတက်ရွယ်မှာအဲ့လိုမျိုးလှနေဖို့ဆိုတာလေနော်အဲ့ဒါလောကကောင်းတဲ့ကုသိုလ်ကံလေးလည်းပါတယ်သူရဲ့စူးစမ်းအားထုတ်မှုလည်းပါတယ်ဆိုတော့အရန်ကိုလေးစားအားကြရတဲ့ item တက်ရောက်ပေါ့နော်အားကြောင့်လည်းရှောက်ဖြစ်ခဲ့တာပါလို့ဟုတ် အာဒီအတူရုပ်ရှင်မှာပေါ့နော်ညီမကအမွှေးစိန်ဆိုတဲ့ character လေးနဲ့ပေါ့နော်ဒီရွာရဲရလူတွေရောပုံမြင့်မြတ်အတူကိုပေါ့နော်နည်းနည်းလေးမှွေထားတဲ့ character လေးနဲ့ပါဝင်ထားပါရရှင်ဟုတ်အမွှေးစိန်တက်တက်ဟုတ်ညွတ်ညွတ်ပေးပါလားငါငါဆယ်မလေးဖန်ခံပါနော်အမွှေးစိန်အတူမင်းကိုဖမ်းတာနော်လောမလို့စင်နိုင်ကောင်အမလေးစိတ်သာချဒီကောင်ကတော့မလွတ်ဘူးအမွှေးစိန်ကနှစ်ဒုက္ခပါပဲဟာ ဆီယမလေးအကောင်လုံးကြီးဖြစ်နေလို့လေငါအစမှဖမ်းခံလို့မရလို့ပါအခုအပြင်မှာဖမ်းခံနေလို့ပါလွတ်ပေးသားမှာဟမ်တိုက်ကိုရနေလိုက်ဟမ်ဒုက္ခပါပဲဟာဟာဟိုမကြီး တ်တယ်ဒါညီမရဲ့ဒါပထမဆုံးရုပ်ရှင်ခိုင်းရဲမှာပါဝင်ခွင့်ရတဲ့ခွင့်ရေးပေါ့နော်အမ်စစခြင်းကတော့ဒီ casting လေးတော့ရှိရပေါ့နော် camera test လေးရှိရဲ camera test မှာတွေကအကောင်းဆုံးလုပ်ခဲ့ရပြီးတော့ဒီ character လေးအမွေစင်ဆိုတဲ့ character အများကြီးတော့ပြင်ဆင်ကြရတော့မလို့လို့ဘာဖြစ်လို့လဲဆိုတော့ကိုယ်တိုင်ကနည်းနည်းလေးအမွေစင်လေးဖြစ်နေတဲ့ခါကြတော့ပေါ့နော်ဟုတ်ကြီးစိုက်တာခက်ကျင်တာလေလွယ်လွယ်လေးအသာဆန်ဖို့အနာခံနေပြီးတော့မော်နင်အနာခံနိုင်ရမလား ပြောတာဟုတ်တယ်မနိုင်ပြောအရင်စိတ်လှုပ်ရှားခဲ့တယ်ဥပမာမင်းသားမင်းသမီးအကြီးကြီးပေါ့နော်ခွေမင်းဆိုလို့ရှိရင်လေငငယ်လေးကပြီးခဲ့ရတယ်မင်းသားဆိုတော့အဲ့ဒီထဲမှာအမွေစိန်နဲ့ဒီအတူးနဲ့ပေါ့နော်ဒီစုံရတဲ့စင်းတွေလည်းပါတယ်ပထမဆုံးကတော့တော်တော်လေးဟို pressure များခဲ့ရပေါ့နော်မင်းသားအကြီးဆိုတော့ကိုကလည်းလုံးဝတက်တက်ဆာဆိုတော့လीအာဘယ်လိုမျိုးလုံးရမှာလဲပေါ့နော်ဒါပေမဲ့ကိုမင်းမက်ကအရင် humble ဖြစ်တယ် အဲပြီးတော့လက်တွဲခေါ်ပေးရမျိုးတွေလည်းရှိရပါတော့ဆိုတဲ့အခါကျတော့အရင် pressure ကဟို on scene မရောက်ခင်တာ pressure များခဲ့ပြီမြဲတကယ်တကယ်ရိုက်တဲ့အခါကျတော့အဆင်တော်တော်အဆင်ပြေခဲ့ပါတယ်ဟုတ်အဲတဆင်းတော့ရှိတယ်တဆင်းတော့ရှိရကိုမြတ်မြတ်ကိုစေးထိုးစေးကြီးကြီးတခုထိုးထားရအဆင်လေးတဆင်းတော့ရှိရအထွေလာမှလည်းပါမယ်ထင်တယ်အအမွေစင်ကနေပြီးတော့အတူကိုပေါ့နော်အဲနီလန်းလေးတခုပေးလိုက်တယ်ပေါ့အဲနီလန်းလေးကနေပြီးတော့အတူကမဖြစ်သွားမလဲဆိုတာလေးပေါ့ဟုတ် ဒီကားလေးကလည်းမှန်တမ်းပြောရရင်လာကိုဆက်လို့ပဲအဲဟာသလည်းပါတယ်ဒီကောမဒီလည်းပါတယ်ရိုမန့်လည်းပါတယ်ဒရမာလည်းပါတယ်ပေါ့နော်ကြည်ရင်ကြည်နေဟိုဟိုဆောင်းကိုက်ပြီးတော့ပြုံးနေရမယ့်ဟာမျိုးလည်းပါတယ်ရှင်နေရမယ့်ဟာမျိုးလည်းပါတယ်ပြီးတော့ဟိုအတူရဲ့ဘဝအကြောင်းလေးကိုပေါ့နော်အဲဒရမာလေးလည်းပါတယ်ဆိုတော့ဟုတ်ရတာမျိုးဆိုရိုလာကိုဆက်စီးနေရတယ်လို့ရောဖြစ်မှာပါလို့ဟုတ်အဲအိုင်စင်းလေးရိုက်တော့ဆိုအရင်ပြောကောင်းတာအာဗာလေအဲ့နားမှာမပိုးဟွာလုတ်တဲ့စင်းလေးရှိရဲ့ ပဲပြုတ်ကိုလည်းနဲ့နေရဟာလေအဲ့နားလေးမှာလေမပိုးလို့တဲ့ဟာလေးဆိုဘေးနားနေကြည့်ပြီးအဲ့လိုတွားလေးကိုက်ရောဟဲ့ချစ်စရာလေးချစ်စရာလေးဆိုပြီးစတိုက်ဟွာဖြစ်ခဲ့ရမနမနမဆဆောထာကာ ဖိုးနဲ့ကတော့အဆုံစင်းတော့နေတော့နေတယ်အဲနေတော့နေမယ်ဒီရှူတင်မှာကျတော့အကုန်လုံးအတူတူနေရတဲ့ခါကျတော့လေဟုတ်မဖိုးစီကလည်းအများကြီးတင်ပြီးခဲ့ရလေးရှိပါတယ်ပြီးတော့မဖိုးအခုနပြောလို့ပဲတေးဥဆောင်အကြီးဖြစ်တဲ့အတွက်လေအမ်နည်းနည်းကြောက်တာပေါ့နော်အစတော့ကြောက်တယ်ဒါမှမဖိုးကလေညီမပထမအဆုံး TVC တော့လည်းမဖိုးနဲ့ပဲရရမမရရအခုဒီမှာဆုံးရုပ်ရှင်ကလည်းမဖိုးနဲ့ပဲရရဒါပေမဲ့မဖိုးကညီမနာမည်လေးကိုမှတ်မိပေးရပေါ့နော်စည်းစည်းဆိုတာလေးမှတ်မိပေးရဆိုတော့လည်းရင်းနေရင်ခံစားရပါတယ် ။အစီအရာနောက်ပိုင်းကျလို့ရှင်ဒီ series လေး commercial လေးရိုက်ဖို့ရှိပါတယ်။အဲပြီးတော့အခုလောလောဆယ်ဒီပေါ့နော်မတ်ဝဲပါတယ်ဒီ Rising Show ဝဲအင်တာဂျော်ဒန် Show ပွဲလေးမှာညီမ audition လေးဝင်ပြိုင်ထားတာလေးရှိပါရဲ့ရှင်။အဲ top 10တွေဝင် top 10တွေဝင်ပြီးတော့ပေါ့နော်ဒီ finalist တွေနဲ့ဝင်ပြိုင်နိုင်ဖို့အတွက်ကြိုးစားနေပါရဲ့ရှင်။ဟုတ်အဲ show လေးထွက်လာလို့ရှင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်။အာအဲ့ဒီ Rising Show ဝဲအင်တာဂျော်ဒန်ကိုပြင်ရရွယ်ချက်ကအဓိကအဖြစ်တော့မတ်ဝဲကြောင့်ပေါ့နော်။ညီမငယ်တွေကမတ်ဝဲကိုအားပေးခဲ့ရတာဆိုတော့မတ်ဝဲရဲ့ item လေးတွေလည်းသဘောကျတယ်။ပြီးတော့ show မှာကြော်ည ံဟားရဲ့အတိုင်းဆိုလို့ရှိရင်မောက်ဝဲစီကနေလည်းပညာလေးရမယ်ပေါ့နော်အဲ့ဒါလေးတွေ့ရတဲ့ဝင်လျှောက်ဖြစ်တာပါအာပြီးတော့ဒီဟာကက်စတင်ကလည်းอืมဘယ်လိုပြောမလဲ public ကိုခြားပြတဲ့ casting ဆိုရဲအခါကျော်ကိုယ့်ရဲ့လုံနိုင်စွမ်းရှိသည်မရှိသည်ကို public စီကလည်းဒါရိုက် comment လည်းရနိုင်တယ် feedback လည်းရနိုင်တာဖြစ်တဲ့အတွက်အာကိုယ့်ကိုယ်ကို challenge ခေါ်ကြည့်ရပါရှင်ဟုတ်ကိုယ့်ရဲ့တရုပ်ဆောင်စွမ်းကြီးကို challenge ခေါ်ကြည့်ရပါဟုတ်အာလောလောဆယ်တော့မဟုတ်ဝင်နေရောဆုံတော့မဆုံရသေးဘူးပေါ့နော် audition အစ်မရှိသေးရဆိုတော့အယောက်20လဲပါသွားလို့ရှင်တော့မဟုတ်ဝင်နေအပတ်တိုင်းဆုံရမယ်လို့ပြောတဲ့ အာမောင်ဝေအရင်ချစ်တယ်လို့အရင်ပြောမှာအရင်ချစ်တယ်လို့အရင်ပြောမှာခုတောင်ပြောတယ်မောင်ဝေအရင်ချစ်ပါတယ်ငယ်ရဲအမေရပြောရဲကွာ TV တွေကြောင်ညာရဲမှာစောင့်ကြည့်လို့ရှိရင်လေအဲဂျာရဲမှာကြောင်ညာဝင်တဲ့ခဏလေးရရှိရမလားစကားကိုမကြည့်ဘူးကြောင်ညာလာမှာပဲစောင့်နေမမေးမဝဲပဲတော့လာမှာလဲမမဥဲပဲတော့လာမှာလဲအဲ့လိုမျိုးစောင့်ပြီးကြည့်ရတယ်အဲ့လိုပြောရဲဟုတ်တော်တော်ငယ်ဦးမဲ့စနေခုနှစ်နှစ်ရှင်းနှစ်လောက်တော့ရှိပြီခုနှစ်နှစ်ရှင်းနှစ်ဆိုတော့ငယ်သေးရမမူလာနိုင်ပဲလောက်ပေါ့ဟုတ် ဒီကတော့ပထမဆုံးတော့ item ပေါ့နော်ဒုတိယတော့အဲဒီခုနပြောလို့ပဲ fashion mind နေမဟုတ်ပဲဘယ်တော့မှမလျှော့ဘူးပြီးတော့ပြောရမယ်ဆိုရင်အဲဒီတက်ရွယ်မှာအဲ့လိုမျိုးလှနေဖို့ဆိုတာလေနော်အဲ့ဒါလောကကောင်းတဲ့ကုသိုလ်ကံလေးလည်းပါတယ်သူရဲ့ကြိုးစားအားထုတ်မှုလည်းပါတယ်ဆိုတော့အရန်ကိုလေးစားအားကြတဲ့ item တက်ရောက်ပေါ့နော်အားကြောင့်လည်းရှောက်ဖြစ်ခဲ့တာပါလို့ဟုတ်ဒီအတူရုပ်ရှင်ဇာတ်ကားရဲ့မှာစီစီရအမွေစင်ဆိုတဲ့ character လေးနဲ့ပါဝင်တူဆောင်ထားပါရဲ့ရှင်အခုနပြောသွားလို့ပဲဇလန်လေးကလောကလာကိုစားစီးနေရလို့လေးပေါ့နော် drama ရော romance ရော comedy ရောရာသပေါင်းစုံပါ တဲ့အတွက်အအကုန်လုံးလဲလိုမျိုးနေ့စဉ်မော်ရီကနေပြီးတော့ခဏလောက်ဖြည့်ပြောက်ဖြစ်နေဆိုလို့ရှိရင်အတူရုပ်ရှင်ဇာတ်ကားကိုလာကြည့်ဖို့တော့ဖိတ်ခေါ်ပါရရှင်